အားလုံးမင်္ဂလာပါအောင်ရင်ချင်းထဲမှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ကိုယ်လေးချိန်ချချင်သူတွေအတွက်အထောက်ကူဖြစ်စေတဲ့သိပ်ပံနီးကျနီလန်းများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကိုယ်လေးချိန်မြန်မြန်ချမယ်လို့ကြော်ညာနေတဲ့ diet တွေအစီအစဉ်တွေလိန်ညာမှုတွေအများကြီးရှိပါတယ်ဒါပေမဲ့ကိုယ်လေးချိန်ရှော့ချပြီးရေရှည်ထိန်းထားဖို့အကောင်းဆုံးနီလန်းကတော့ဘဝနေထိုင်မှုပုံစံကိုရေရှည်ပြောင်းလဲဖို့ပါပဲ။ ကျမ်းမာရေးနဲ့ညီညွတ်တဲ့ပြောင်းလဲမှုတွေဆိုတာမျှတတဲ့အစားအစာစားတာနဲ့နေ့တိုင်းပိုပြီးလှုပ်ရှားသွားလာတာကို ဆိုလိုပါတယ်ရေရှည်ကိုလေးချိန်ချတာက အချိန်နဲ့စူးစမ်းအားထုတ်မှုလိုပါတယ်ဒါကြောင့်ကျမ်းမာရေးနဲ့ညီတဲ့အစားအစာတွေစားဖို့နဲ့ပိုမိုလှုပ်ရှားဖို့အစဉ်သင့်ဖြစ်ပြီလားဆိုတာသိကြအောင်လုပ်ပါတင့်ကိုတင်အောက်ပါမိကုန်းနေမေးပါကိုလေးချိန်လျှော့ချဖို့အလေးအကျင့်တွေကိုပြောင်းလဲခြင်းစိတ်ပြင်းပြနေပြီလား တခြားစိတ်ဖိစီးမှုတွေကြောင့်အာယုံများနေသလားစိတ်ဖိစီးမှုကိုဖြေရှင်းဖို့အစားအစာကိုတုံးဆောင်နေမိတာလားစိတ်ဖိစီးမှုကိုဖြေရှင်းဖို့နီလန်းသစ်တွေတင်ယူဖို့အစင်သင့်ဖြစ်နေပြီလားအစားအသောက်အလေးထားတွေကို ပြောင်းဖို့ဆန္ဒရှိသလားကိုယ်လက်လှူရှားမှုနဲ့လေ့ကျင့်ခန်းအလေးထားကိုပြောင်းဖို့ဆန္ဒရှိသလားအဲ့ဒီပြောင်းလဲမှုတွေကိုလုပ်ဖို့လိုအပ်တဲ့အချိန်ကိုပေးနိုင်ပြီလားအဲ့ဒီမိကုန်းတွေကိုမေးပြီးအစင်သင့်ဖြစ်မှလုပ်တာက တဲ့အတွက်အကျိုးပိုရှိနိုင်ပါတယ်အခုပြောပြတဲ့အကြောင်းအရာတွေဟာတိတ်ပန်ဤအရစမ်းတတ်ထားပြီး လူအများစုအတွက်အကျိုးရှိတာကိုလက်တွေ့သိရပါတယ်နံပါတ်1ပရိုတိန်းဓာတ်ပိုစားပါပရိုတိန်းကတင့်ကိုဖိုက်ပြည့်စေပြီးကယ်လိုရီတွေကိုပိုမိုလောင်ကျွမ်းစေပါတယ်။အဲ့ဒါတွေကတော့ကြက်ဥ၊ကြက်သား၊ငါး၊တူဖူ၊ပဲအမျိုးမျိုးတို့ဖြစ်ကြပါတယ်။အထူးသဖြင့်မင်းဆက်အပါဝင် အစားအစာတိုင်းမှာပရိုတိန်းဓာတ်ပါဝင်အောင်စားဖို့ကြိုးစားပါ။နံပါတ်2တကြားပါတဲ့အချိုရည်တွေကိုရှောင်ပါ။ဆိုရအချိုရည် energy အချိုရည်တွေနဲ့ဖြော်ရည်တချို့မှာတကြားနဲ့ကယ်လိုရီအများကြီးပါဝင်ပြီးဘိုက်ကိုလည်းမပြည့်စေပါဘူး။တောက်တင့်တာကရေလက်ဖက်ရည်တကြားမပါစေနဲ့။ဒါမှမဟုတ်ရင်လည်းကော်ဖီ၊နို့တကြားမပါစေနဲ့တို့ကိုတောက်ပါ။ ။နံပါတ်3ရေများများတောက်ပါ။တခါတလေကိုကရေစားနေတာကိုဗိုက်စားတယ်လို့ထင်တတ်ကြပါလေ။အစားမစားခင်ရေတစ်ခွက်တောက်တာက အစာနည်းနည်းစားမိအောင်ကူညီပေးပါလိမ့်မယ်။နံပါတ်4ဖြည်းဖြည်းချင်းနဲ့သတိထားပြီးစားပါ။ဖြည်းဖြည်းချင်းဝါစားတာကတိတ်ခန္ဓာကိုဗိုက်ပြည့်ပြီးဆိုတာတိအောင်အချိန်ပေးတဲ့အတွက်အများကြီးစားမိမှာမဟုတ်ပါဘူး ေးသေးချာချာဝါးစားပါ အရသာခံပြီးစားပါတီဗီကြည့်နေရင်ဒါမှမဟုတ်ဖုန်းတုံးရင်အစားမစားပါနဲ့နံပါတ်5တဘာဝအစားအစာတွေကိုစားပါတဘာဝဆိုတာက ပြုပြင်ထားတဲ့အစားအစာမဟုတ်တဲ့အစားအစာကိုပြောတာပါအဲ့ဓာတွေကတော့တတိဟင်းဒီဟင်းရွက်ဂျုံချမ်းဟိုးဂရိတ်ဆန်လုံးညိုအစီမပါတဲ့အသားလိုမျိုးတဘာဝအစားအစာတွေက ကယ်လိုရီနည်းပြီးသင့်ခန္ဓာကိုယ်အတွက်ပိုကောင်းပါတယ်။တဘာဝမဟုတ်တဲ့အစားအစာတွေကတော့အမြန်စားအစားအစာတွေအာလူကျော်ချစ်တွေကွကီးတွေနဲ့ထုတ်ပိုးထားတဲ့မုတ်တွေကိုရှောင်ပါ။အဲ့ဒါတွေကပြုတ်ပြင်ထားတဲ့အစားအစာတွေဖြစ်ပါတယ်။နံပါတ်6လုံလောက်စွာအိပ်ဆက်ပါ။အေးရေးမွားတာက သင်ကိုပိုစားစေပြီးဇီဝကာမဖြစ်စဉ်ကိုနှေးကွေးစေပါတယ်။ဒါကြောင့်အေးရေးဝအောင်အိပ်ပါ။ ညတိုင်း9နာရီကနေ6နာရီအထိကောင်းကောင်းအိပ်ဖို့ကြိုးစားပါ6နာရီထက်ကြော်ပြီးလည်းမအိပ်ပါနဲ့နံပါတ်9ပုံမှန်လေ့ကျင့်ခန်းလုပ်ပါဒီလိုလုပ်ရင်ကယ်လိုရီတွေကို လောင်ကျွမ်းစီပြီးကြွက်သားတွေကိုတာမာစီပါတယ်လမ်းလျှောက်တာ ပြေးတာရေကူးတာကတာနဲ့အိမ်တန်ရှင်လုပ်တာမျိုးတွေပါဝင်ပါတယ်နည်းနည်းလေးကစလုပ်ပါတနေ့ကို15မိနစ်ကနေမိနစ်30လုပ်တာတော့ အကျိုးရှိပါတယ်။နံပါတ်၈မနဲ့စာကို မကြော်ပါနဲ့။အစားကြော်လိုက်ရင် နောက်ပိုင်းမှာအရန်စာလာပြီး အများကြီးစားမိသွားနိုင်ပါတယ်။တနေ့တာလုံးအစားနည်းနည်းစီမျှတအောင်စားပါ။နံပါတ်၉ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေကိုမြစ်စီအောက်ကဖယ်ထားပါ။အလူကျော်ဒါမှမဟုတ်အချိုပွဲတွေကိုမြင်နေရရင် ပိုစားခြင်းစိတ်ပေါ်လာတတ်ပါတယ်။ အလွယ်တကူယူဆနိုင်တဲ့နေရာတွေမှာတည်တည်နဲ့အခွန်မာသီးတွေကိုသာထားပါနံပါတ်30ကိုစားတာနဲ့တိုးတက်မှုကို မှတ်တမ်းတင်ထားပါဘာတွေစားလဲဆိုတာမှတ်ထားတာကတင့်ကိုတတိထားမိစေပါတယ်အများကြီးစားမိတာမျိုးမဖြစ်အောင်ကူညီပေးပါတယ်စားတဲ့အစားအစာတွေကိုလေးချိန်နဲ့လေ့ကျင့်ခန်းတွေကိုမှတ်စုစာအုပ်ဒါမှမဟုတ် application ထဲမှာမှတ်တမ်းတင်ပါ နမ7အစားအစာပမာဏကိုထိန်းချုပ်ပါကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုတောင်းအများကြီးစားမိရင်ကိုယ်လေးချိန်ကျဖို့နှီးသွားနိုင်ပါတယ်ပကံသေးသေးလေးကိုသုံးပြီး80ရာခိုင်နှုန်းလောက်ဗိုက်ပြည့်ပြီဆိုရင်ရလိုက်ပါဆက်နဲ့ပုံမှန်ဆက်လုပ်ပါတင်းငယ်တဲ့ကျန်းမာရေးကောင်းတဲ့အလေးအကျင့်တွေကိုနေ့တိုင်းလုပ်တာကရေရှည်မှာအများကြီးပြောင်းလဲစေပါတယ် ချက်ချင်းရလမမြင်ရရင်လဲစိတ်မပြတ်ပဲဆက်လုပ်သွားပါဒီအကြံပြုချက်တွေကိုအသုံးပြုပြီးရိုးရှင်းတဲ့နေ့စဉ်ကိုလေးချိန်ရှော့ချရည်အစီအစဉ်တစ်ခုကိုဖန်တီးနိုင်ပါတယ်ဥပမာအားဖြင့်နေ့စဉ်ကိုလေးချိန်ရှော့ချရည်အစီအစဉ်နံပါတ်1မနေ့ပိုင်းတစ်တစ်နိုးတာနဲ့ရေတပံခွဲကိုတောက်ပါတညာလုံးခန္ဓာကိုယ်ရဲကရေဓာတ်ခန်းချောက်နေတာကိုပြန်ဖြည့်ပေးတာဖြစ်ပါတယ်တစ်နှစ် မနေ့စာကိုပရိုတိန်းဓာတ်ပါဝင်အောင်စားပါကြဲ့ဥပြုတ်ပဲပြုတ်ဓမ္မမဟုတ်ပေါင်မုတ်ကိုပဲထောပတ်နဲ့စားတာမျိုးအဲ့ဓာတွေကတဏီကုံဘိုက်ပြည့်စီပြီးမလိုအပ်တဲ့အစားအစာစားခြင်းစိတ်ကိုလျှော့ချပေးပါတယ်၁35မိနစ်ကနေမိနစ်30လေ့ကျင့်ခန်းလုပ်ပါအိမ်ထဲမှာပဲလမ်းလျှောက်တာပြေးတာခုံတာတွေကိုလုပ်ပါပျော်စရာကောင်းတဲ့လေ့ကျင့်ခန်းတွေကိုရွေးလုပ်ပါ အပြင်ထွက်ပြီးလုံနိုင်တယ်လို့အိမ်တွင်း လမ်းလျှောက်ဆက်တွေကိုအသုံးပြုပြီးလဲလုပ်နိုင်ပါတယ်။နံပါတ်1နှိမ့်လေပိုင်းနှိမ့်1နှိမ့်လေစာကိုမျှတအောင်စားပါ။ဟင်းသီးဟင်းရွက်များများအသားနည်းနည်းဒါမှမဟုတ်ပဲမျိုးမျိုးနဲ့ချက်ထားတဲ့ဟင်းတွေကိုစားပါ။စီကြော်စာတွေကိုရှောင်ပါ။နှိမ့်နှိမ့်ရေကိုပုံမှန်တောက်ပေးပါ။ဗိုက်စာသလိုခံစားရရင်ရေတစ်ခွက်အရင်တောက်လိုက်ပါ။ရေတောက်တာကဗိုက်စာတာကိုတက်တာစီနိုင်ပါတယ်။နှိမ့်3 အစာကိုဖြည်းဖြည်းချင်းဝါးစားပါမြန်မြန်စားတာထက်ဖြည်းဖြည်းဝါးစားတာကဗိုက်ပြေတာကို ပိုသိစေပါတယ်နံပါတ်3ညနေပိုင်းနဲ့ညပိုင်း3:00အစာပြေစားမယ်ဆိုရင်ကျန်းမာရေးနဲ့ညီတာကိုစားပါအတိအနံဒိန်ချင်းအခွန်မာတိနည်းနည်းစားပါမုတ်ကျွတ်တွေချိုးခြင်းတွေ ရှောင်ပါ3:00ညစာကို ပော့ပော့ပါပါစားပါအိတ်ခါနီးအစာအများကြီးမစားပါနဲ့ ညစာကိုအိယာမဝင်ခင်နှစ်နာရီသုံးနာရီအလိုလောက်မှာစားပါ။တုံတုံအေးရွားအောင်အိပ်ပါ။ညတိုင်း9နာရီကနေ9နာရီလောက်ကောင်းကောင်းအိပ်ပါ။အေးရွားတာကခန္ဓာကိုယ်အတွက်အရန်အရေးကြီးပါလေ။အရေးကြီးတဲ့ချက်တွေကို ပြောရရင်ပျော်အောင်လုပ်ပါ။ကိုယ်လေးချိန်ရှော့ချတာက ပင်မနဲ့အလုပ်မဟုတ်ပါဘူး။ပျော်စရာကောင်းတဲ့နီလန်းလေးတွေနဲ့ပေါင်းစပ်ပြီးလုပ်ပါ။စိတ်ရှိပါ။ချက်ချင်းမပိန်လာရင်တော့စိတ်မပြတ်ပါနဲ့။ ဖြည်းဖြည်းချင်းနဲ့ပုံမှန်လုပ်သွားရင်အကျိုးရှိလာမှာပါတင့်ကိုစိတ်တက်ခွန်အားပေးမဲ့သူတွေကိုရွေးချယ်ပါကို့ကျမ်းမာရေးအတွက်တခုခုမသေးကြရင်ဒါမှမဟုတ်ကိုလေးချိန်နဲ့ပတ်သက်ပြီးစိတ်ပူရင်အဲ့ဒီလူတွေနဲ့မေးမြန်းဆွေးနွေးတိုင်ပင်ပါဒီအစီအစဉ်လေးကတင့်ကိုကျမ်းမာပြီးကိုလေးချိန်ကိုလည်းထိန်းနိုင်အောင်ကူညီပေးပါလိမ့်မယ်ဘယ်သူမှတင့်ကိုကိုလေးချိန်ကြောက်လုပ်ပေးလို့မရပါဘူးကိုလေးချိန်ရှော့ချဖို့အတွက်တင့်ကိုတင်အစားအသောက်နဲ့ ကိုလက်လှုပ်ရှားမှုတွေကိုပြောင်းလဲဖို့လိုပါတယ်ကိုလေးချင်းရှော့ချတာကဘာကြောင့်တင့်အတွက်အရေးကြီးသလဲဆိုတဲ့အကြောင်းပြချက်စည်ရင်တစ်ခုလုပ်နိုင်ရင်လုပ်ပါစိတ်မပါတဲ့နေ့တွေမှာတင့်ပန်းနိုင်တွေကိုပြန်စင်းစားတဲ့အခါအထောက်အကူဖြစ်စီပါတယ်ကိုလေးချင်း108ပေါင်ရှိတယ်ဆိုရင်9ပေါင်လောက်ရှော့ချနိုင်တာ တောင်ရေရှည်ကျန်းမာရေးပြဿနာတွေကိုအများကြီးရှော့ချပေးနိုင်ပါတယ်နှလုံးယောဂာနဲ့စီးကျူအမျိုးအစားနှင့်ယောဂာတွေဖြစ်နိုင်ခြေကိုအများကြီး ျှော့ချပေးတာကိုလေ့လာတွေးရှိရပါတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်တာက တခြားအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။သင်စိတ်ခံစားချက်ကိုမြင့်တင်ပေးနိုင်တယ်။တွေးပေါင်ခြင်းကိုျှော့ချပေးနိုင်တယ်။ကောင်းကောင်းအိပ်ပျော်စေတယ်။လေ့ကျင့်ခန်းကသင်ျှော့ချထားတဲ့ကိုယ်လေးချိန်ကိုထိန်းထားဖို့လည်းကူညီပေးပါတယ်။ရေရှည်မှာကိုယ်လေးချိန်ကိုထိန်းထားနိုင်သူတွေဟာပုံမှန်ကိုယ်လက်လှုပ်ရှားသူတွေဖြစ်တယ်ဆိုတော့လေ့လာမှုတွေကပေါ်ပြနေပါတယ်။ကိုယ်ခန္ဓာကအစီတွေကိုျှော့ချဖို့ အကောင်းဆုံးနီလန်းတွေတဲကတခုကတော့ခက်တက်တက်လမ်းလျှောက်တာဖြစ်ပါတယ်။လှုပ်ရှားမှုအပိုတိုင်းဟာကယ်လိုရီတွေကိုလောင်ကျွမ်းစေဖို့ကူညီပါတယ်။ကိုယ်လေးချင်းရှော့ချတဲ့ခီးမှာအခက်ခဲတချို့ကြုံရနိုင်ပါတယ်။ဒါပေမဲ့အခက်ခဲတခုကြုံနိုင်လည်းမလျှော့ပါနဲ့။နောက်တည့်ရက်မှာရိုးရိုးရှင်းရှင်းပြန်စားပါ။တင်းဘွားကိုပြောင်းလဲဖို့စီစဉ်နေတယ်ဆိုတာကိုသတိရပါ။ရက်လက်တွေကတကယ့်ကိုအကျိုးရှိပါတယ်။အစားဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။ နောက်မှာလော်လော်ကူကြည့်ရှုနိုင်ဖို့လဲ subscribe ကိုတစ်ချိန်တင်ပေးတာပါလို့မေတ္တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day